ချက်ကအရင်ဖြစ်တာလားချက်ဦးကအရင်ဖြစ်တာလား Wait a minute Who are you ဒီမိခွန်းက2000ကြီးကြအောင်လူတိုင်းကို စိတ်ရှုပ်ထွေးစေခဲ့တဲ့ဒသနိကပေရပေါ့ဆာတစ်ခုပါဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ဒီမိခွန်းကိုရဲစရာတစ်ခုဖြစ်မမြင်ပါဘူးသူတို့ကစင်ကဲပြောင်းလဲမှု evolution ကိုအသုံးပြုပြီးတိကျတဲ့အဖြေကိုပြခဲ့ပါတယ်။ ကျွန်တော်နဲ့အတူတူဆက်ပြီးလေ့လာကြည့်လိုက်ရအောင်ပထမဆုံးအဖြေကအရန်ယူရှင်းပါတယ်အဖြေကဥကအရင်ဖြစ်ပါတယ်ဘလို့ဖြစ်ရတာလဲကျွန်တော်တို့ဥလို့ပြောလိုက်ရင်ဥခွန်မှာပါပြီးဂုံးပုံမှာဥနိုင်တဲ့ဥ amniotic echo ဆိုလိုတာမှာဒီဥမျိုးကလွန်ခဲ့တဲ့နှစ်ပေါင်းတန်း340လောက်ကတည်းကကဘာပေါ်မှာပေါ်ပေါက်ခဲ့ပါတယ်အဲ့ဒီတုန်းကဒိုင်နိုဆောတွေရှိနေပြီး ဒါပေမဲ့ခစ်သစ်ကြက်ဆိုလာကလွန်ခဲ့တဲ့နှစ်ပေါင်း9000လောက်ကမှစတင်ပေါ်ပေါက်လာတာမှာဒါဆိုရင်မိခွန်းကိုနည်းနည်းထပ်ချက်ကြည့်လိုက်ရအောင် ပထမဆုံးခစ်သစ်ကြက်မှနဲ့ပထမဆုံးခစ်သစ်ကြက်ဥဘာဟာညင်လဲစင်ကဲဖြောင်းလဲမှုအရာမိုးစိတ်တစ်ခုကချစ်ချင်းပေါ်လာတာမဟုတ်ဘူးကြက်တွေမဖြစ်ခင်မှာသူတို့ရဲ့ဘိုးဘွားဖြစ်တဲ့ကြက်နဲ့အရာနီးစပ်တဲ့ငတ်တွေရှိခဲ့ပါတယ်ကျွန်တော်တို့ကသူတို့ကိုရှေးဦးကြက်လို့ခေါ်ကြပါစို့ ရှေးဦးကျမတကောင်နဲ့ရှေးဦးကျက်ဖယ်တကောင်တို့မိတ်လိုက်ပြီးဥဒလုံးကိုဥလိုက်ပါတယ်အဲ့ဒီဥထဲမှာတန်ဒေတာ embryo စတင်ဖြစ်ပေါ်ချိန်မှာပဲ visa ဖိုက်စီပုံမှာအမောက်မထင်ပြောင်းလဲမှုတစ်ခုဖြစ်သွားပါတယ်ဒီပြောင်းလဲမှုကြောင့်ဥထဲကတန်ဒေတာကသူမိဘတွေလိုရှေးဦးကျက်မဟုတ်တော့ပဲမျိုးစိတ်တစ်ခုဖြစ်တဲ့ခစ်သစ်ကျက်အဖြစ်ပြောင်းလဲသွားပါတယ်ဒီတော့ဒီသီအိုရီရဆိုရင်ပထမဆုံးခစ်တစ်ချက်ဆိုတာကိုကြက်နဲ့မတူသေးတဲ့ငတ်က ခဲ့တဲ့ဥတွေကနေပေါက်ခွာလာတာဖြစ်ပါတယ်။ဒီအဖြေကိုလက်မခံတဲ့သိပ္ပံပညာရှင်အစုကကျမကအရင်ဖြစ်ရမယ်လို့ငင်းခွန်မှုပါတယ်။သူတို့မှလည်းခိုင်မာတဲ့အကြောင်းပြချက်ရှိပါတယ်။ကျဲဥခွန်ကို PC ပေးတဲ့ OC17 လို့အတောကောက်ခေါ်တဲ့ထူးခြားတဲ့ပရိုတင်းကမြောက်ရှိပါတယ်။ဒီပရိုတင်းမပါရင်ကျွန်တော်တို့မြင်နေရတဲ့ခိုင်မာတဲ့ကျဲဥခွန်ဟာလင်းမြန်စွာဖြစ်ပေါ်လာနိုင်မှာမဟုတ်ဘူး။အရေးကြီးတာကဒီ OC17 ပရိုတင်းကို ကြက်မရဲ့ခန္ဓာကိုယ်ထဲမှာထုတ်လို့တာပါဒါဆိုရင် DOC 17ပါတဲ့ပထမဆုံးခစ်တိကြက်ဥကိုဥပိုချ OC 17ကိုထုတ်လို့ပေးတဲ့ပထမဆုံးခစ်တိကြက်မကအရင်ရှိနေရမှာပေါ့ဒီအချက်အရဆိုရင်ကြက်ကအရင်ဖြစ်တယ်လို့ပြောနိုင်ပါတယ်ဒါဆိုရင်ပေအဖြေက အမှန်ဆုံးလဲသိပ္ပံလောကမှာအများဆုံးလက်ခံထားတဲ့အဖြေကကဥက္ကဋ္ဌအရင်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မျိုးစိတ်တစ်ခုရဲ့အစ beginning of a new species ကိုမျိုးရိုးဗီဇာကသာဆုံးဖြတ်ပေးတာဖြစ်ပါတယ်။မျိုးရိုးဗီဇာကလောင်လဲပြီးချက်ဖြစ်လာတာကဥထဲမှာဖြစ်ခဲ့တာပါ။ဒီတော့နောက်တစ်ခါဘသူက အရင်လဲလို့မေးလိုက်ရင်မြစ်ပေါင်း340တန်းလောက်ကတည်းကဥကအရင်ရောက်နေပြီလို့ယုံကြည်မှုအကိညာဖြေလိုက်ပါ။ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။